တနင်္ဂနွေနေ့မှာကယ်လီဖိုးနီးယားအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေကို Los Angeles မြို့လမ်းပေါ်ကိုစစ်လွှတ်ခဲ့ပြီးဆန္ဒပြသူတွေကိုထိမ့်သိမ်းမှုသမ္မတဒိုနယ်ထရန့်ကညွှန်ကြားခဲ့ပါတယ်။ကာကွယ်ရေးတပ်ဖွဲ့လွှတ်တာနဲ့ပတ်သက်ပြီးကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဒီမိုကရက်တစ်အုပ်ချုပ်ရေးဘူး Gavin Newsom ကဒီလိုလုပ်တာဟာတရားမဝင်ဘူးလို့ပြောကြားခဲ့ပါတယ်။ဒီကနေ့ဆန္ဒပြပွဲအတွင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဆန္ဒပြသူတွေအကြားပြစ်ပခါတွေဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ28ဦးကိုဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ Los Angeles လမ်းပေါ်ကစန္ဒပြပွဲတွေကိုတရားမဝင် စုဝေးမှုအဖြစ်ကြီးညာထားသလိုစန္ဒပြသူအချို့ကလည်းရဲတွေဘက်ကကွန်ကရစ်အဆိုင်ခဲတွေပလင်းတွေနဲ့အခြားပစ္စည်းတွေပစ်ခတ်နေတာလည်းတွေ့ရပါတယ်။ ဒါအပြင် social media ပေါ်ပြန့်နှံ့လာတဲ့ video file ထဲမှာတော့ Alphabet Company ရဲ့ဝေမုံမောင်းသူမဲ့ဂါရီကိုမြို့လယ်လမ်းမပေါ်မှာမိရှုဖျက်ဆီးနေတာမြင်တွေ့ရပါတယ်။ Los Angeles ရဲတွေဟာမျိုးစိတပ်ဖွဲ့တွေနဲ့လည်းဆန္ဒပြသူတွေကိုထိမ့်သိမ်းမှုကြိုးပမ်းခဲ့ကြပါတယ်။ video file ထဲရဲ့ပုံရိပ်တွေအရ ဆန္ဒပြသူတွေဟာရဲတွေဘက်ကို shame on you လို့အော်ဟစ်ကာတချို့ကတော့အရာဝတ္ထုတွေပြစ်ခတ်နေတာကိုမြင်တွေ့ရပါတယ်။ဆန္ဒပြသူအုပ်စုတစုဟာမြို့လယ်အထက်ကလမ်းမဖြစ်တဲ့101 freeway ကိုပိတ်ဆို့ခဲ့ပြီးမက္ကဆီကိုအလံတွေနဲ့အမေရိကန်လူဝင်မှုအာဏာပိုင်တွေကိုရှုတ်ချတဲ့ဆိုင်းပုတ်တွေကင်ဆောင်ထားတဲ့ဆန္ဒပြသူအုပ်စုတွေဟာမြို့တော်မှာရှိတဲ့နေရာတွေမှာစုဝေးနေကြပါတယ်။ Los Angeles မြို့တော်ခန်းမအပြင်ဘက်မှာတော့ Socialist Wada နဲ့လူမျိုးရေးပါတီရဲ့ Los Angeles ခွဲမှာမိခွန်ပြောသူတွေကိုညနေပိုင်း စံတပြတ်ပွဲအတွက်စီစဉ်ထားကြတယ်လို့သိရပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က Los Angeles County မှာအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်2000ဆစ်လွတ်တဲ့အမိကိုပယ်ဖျက်ဖို့တောင်းဆိုခဲ့ပြီးအဲ့ဒါဟာတရားမဝင်ဘူးလို့လည်းဆိုပါတယ်။ဒါအပြင် MSNBC နဲ့အင်တာဗျူးမှာလည်း Newsom ကဒီဆစ်လွတ်မှုနဲ့ပတ်သက်ပြီးအစိုးရကိုတရားစွဲမယ်လို့ပြောကြားခဲ့ပြီး Trump ကဆန္ဒပြမှုတွေအတွက်အခြေအနေတင်းမာအောင်ဖန်တီးပြီးခဲ့တယ်လို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ Newsom က Trump ကိုအကြက်အတဲတစ်ခုဖန် န်တီးဖို့ဂျိုးပတ်နေပြီးကယ်လီဖိုးနီးယားပြည်နယ်ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်နေတာလို့ဆွတ်ဆွဲခဲ့ကဒါဟာသမရရဲ့လုပ်ရက်တွေမဟုတ်ပဲအာဏာရှင်ရဲ့လုပ်ရက်တွေသာဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာ X ပေါ်မှာရေးသားခဲ့ပါတယ်။